ီးယားတော့ကိုကျွန်တော်ကိုမန္တလေးရောမန္တလေးကကျွန်တော်ရဲ့အကိုတယောက်အကိုတယောက်ကကျွန်တော်ကိုသူလိုချင်တယ်ဆိုပြီးတော့ဓပုံလေးပြတယ်ပေါ့နော်အဲအဲ့ဒီဓပုံလေးကအတိုင်းလေးကျွန်တော်ကိုလုပ်ပေးပါဆိုတာနဲ့အဲဒါပေမဲ့အဲ့ဒီဓပုံလေးမှာမပါတဲ့တချို့အစိပ်ပိုင်းတွေအဲသူထက်ထဲတာပေါ့နော်သူအိုင်ဒီယာနဲ့ပြီးရင်ကျွန်တော်အိုင်ဒီယာနဲ့နောက်ခုပေါင်းပြီးတော့သူ့အတွက်ပေါ့သူ့အတွက်ကျွန်တော်လုပ်ပေးဖြစ်တဲ့ဟာလေးပါဗျဟုတ် ော်ဒီကောင်အဓိကပေါ့တခုလုံးစောက်တဲ့အာအဓိကကုန်ကြမ်းကတော့အာဒီဒိုင်ယိုသမားတွေအများဆုံးသိမှထင်တဲ့ဒီ PVC ဘုတ်ပေါ့နော်ဒီ PVC ဘုတ်ရဲ့ဒီ blue foam လို့ခေါ်တဲ့ဒီ pop pop ပေါ့နော်အဓိကအဲ့ဒါပဲကျွန်တော်သုံးတယ်ဗျအဲ့ဒါနဲ့ပဲကျွန်တော်အဓိက PVC ဘုတ်ပါပဲ PVC ဘုတ်နဲ့ပဲကျွန်တော်တခုလုံးကျွန်တော်စောက်တာများတယ်ဗျာအာဆေးပိုင်းရတော့ဆေးပိုင်းရတော့ကျွန်တော်အနေနဲ့ဒီမှာအဆင်ပြေတဲ့ဟာတွေပဲကျွန်တော်သုံးတယ်ဒါကျွန်တော်သုံးတဲ့ဆေး စေးမျိုးလေးပေါ့ပြန်အခန်းလေးစေးအခန်းလေးစေးကျွန်တော်တုံးတယ်အဲဒါမျိုးလေးပေါ့ဒါမျိုးလေးတုံးတယ်ပြီးတော့ဒီဖုံအနေနဲ့ဒါမျိုးတွေလည်းကျွန်တော်နည်းနည်းတုံးတယ်ပြဟုတ်ဟုတ်ကဲ့အခုအဲ့တော့ဒီမှာအဲဒီမှာကျွန်တော်ဒီတစ်ပင်လေးတွေလည်းပါတယ်ဗောဟုတ်ဒီတစ်ပင်လေးတွေရဲ့ပင်စီလေးတွေကြတော့ကိုယ်ဘယ်ပစ္စည်းလေးတွေတုံးတာလဲ ကျွန်တော်ဒီတစ်ပင်ပင်စီတွေကြတော့ကျွန်တော်ဘွန်ဆိုင်ဘွန်ဆိုင်အပင်အစစ်ကဒီအသေးပေါ့နော်ဘွန်ဆိုင်အပင်ရဲ့ဂိုင်းလေးကြီးကျွန်တော်တုံးတာဗျဟုတ်ဒီအပေါ်ကရွက်အုပ်လေးကြီးကြတော့ရွက်အုပ်လေးကဒီကျွန်တော်ဒိုင်ဝင်သမားတော်တော်များများအသုံးပြုတဲ့အပင်အမှုန်လို့ပေါ့နော်အပင်အမှုန်လို့ခေါ်တဲ့ဒီအစိမ်းရောင်အမှုန်ပါပဲဗျဟုတ် ဒါပေမဲ့ဒီကျွန်တော် accessory လေးတွေကတော့တချို့ကျွန်တော် 3D print ထုတ်လာတယ်ဗျာ 3D print ဆိုတော့ဒီအာဒီလိုတိုင်ကြီးလေးပေါ့ဒီကျွန်တော်တိုင်ကြီးလေးထုတ်တယ်ပြီးရင်ပြီးရင်ကျွန်တော်ဒီကားတာယာလေးကားတာယာလေးထုတ်တယ်ပြီးရင်ဒီစီပန့်လေးထုတ်တယ်ဗျာပြီးရင်ဒီရေရေကောင်းလေးထုတ်တယ်ဗျာဒါလေးရတွင်ကျန်တဲ့အာအစိပ်ပိုင်းလေး accessory အကုန်လုံးကတော့ကျွန်တော် handmade ပဲလုပ်ထားတယ်ဗျာ ဒီကောင်ဒီကောင်ဖန်တီးတာတလားကြော်ရတယ်ဗျာတလားတလားခွဲလောက်ကြာပါတယ်တလားခွဲလောက်ကြာပါတယ်ဗျာဟုတ်ဟိုဘာလို့လဲဆိုတော့ဟိုဒီမှာကျွန်တော်တက်နိုင်တော့ပေါ့နော်တက်နိုင်တော့ဒီဓပုံကြည့်ပြီးလောရတဲ့အနေထားမှာဓပုံနဲ့အတိုင်းပေါ့ဟိုတက်နိုင်တော့ပါဝါစီခြင်းတာဟိုကိုဒီဓပုံကြည့်ပြီးလောတဲ့အတွက်အဲ့တော့တက်နိုင်တော့လေးအသေးစိတ်လေးတွေကျွန်တော်ဟိုတော်တော်များများလိုက်ထည့်ထားတယ်ဗျာအဲအဲ့အကြောင်းတော်တော်အချိန်လေးရကျွန်တော်ပေးလိုက်ရတယ်အဥမာဒီဓာတ်တိုင်ဓာတ်တိုင်ဆိုရင်ဥမာဒါတိုင်ကြီးပဲမဟုတ်ပဲဒီလိုမျိုးလေးတွေ ဟိုအဲ့လိုမျိုးပေါ့နော်မြင်တွေ့နေရတဲ့ဟာကိုလေးထက်ထက်ထားတာမျိုးဒီ weathering ပိုင်းလေးတွေမျိုးပြီးတော့ဒီဒီလိုမျိုးလှေကအကျိုးအကျေလေးတွေရောအားဒါသူဓာတ်ပုံတွေအတိုင်းပါနော်ဟိုပုံတွေအတိုင်းအောင်လိုက်လို့ဖြစ်တဲ့အတွက်အတက်နိုင်ဆုံးပေါ့တူအောင်လို့တရန်တူအောင်ဒီဒီတော့ဒီကိုလောင်ထဲမှာထည့်ထားတဲ့ဒီ accessory လေးတွေမျိုးအဲ့လိုတွေပြင်ဒီခြုံမုတ်လေးတွေပြင်ဒီ weathering ပိုင်းတွေဖြစ်တဲ့ဒီဖုံဖုံတက်တဲ့ပုံစံမျိုးလေးတွေဒီညင်ညင်အညစ်ကြေးလေးတွေပေါ့နည်းပေပေတေတေပုံစံမျိုးလေးတွေအဲ့လိုမျိုးတွေပေါ့အားလုံးပြီးမှ ဟိုလိုက်ပြီးလောရတဲ့အနေအထားလေးပေါ့အဲ့ဒါလေးအကြောင်းကျွန်တော်ထင်တလားတလားကျော်တလားခွဲတော့ကြာသွားတယ်ပေါ့ဒီကောင်းလေးကဟုတ်ကျွန်တော်အမြင်ပါတော့ဒိုင်အောင်ရမတစ်ခုဖန်တီးပြီးဆိုရင်တော့ဟိုအနည်းဆုံးတော့အတက်နိုင်ဆုံးဒီသဘာဝတရားတွေ အပြင်မှာအပြင်ကတဘာဝတရားတွေများများဒီဒိုင်အိုရမ်းမားတွေမှာမြင်နေရလေပိုကောင်းလေပဲပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်ကျွန်တော်မြင်တာပေါ့နော်ကျွန်တော်မြင်အဲဆောင်းလာပြောကျွန်တော်ဟိုလုပ်တဲ့ဒီ weather rain ပေါ့နော်ဒီပြင်များတစ်ချက်နဲ့တစ်ချက်ကြားထဲမှာမဲနေတဲ့ကြီးတိုင်းလေးတွေတို့ပြင်ဆောင်းလာအကိုပြောတယ်ဒီမိဘခေါင်းနိုင်ရဲ့အပေါ်မှာထိတ်လေးမှာဒီအမဲပေါ့နော်ဟိုမဲဟိုမဲပြီးပူပြီးတော့ကျွန်းနေတဲ့ပုံစံမျိုးလေးတွေတို့ပြင်ဒီဖုံဖုံလေးတွေတို့ဆိုတော့တဘာဝပဲနော်အပြင်မှာလည်းအဲ့လိုပဲလေ ဆိုတော့အတက်နိုင်ဆုံးအဲ့လိုမျိုးလေး weathering ကတော့ပါမအဆင်ပြေမယ်အတော့အနည်းနဲ့အများပေါ့နော်ဟိုဒါပေမဲ့အရင်မြောင်းလို့လိုက်ရင်လည်းဟိုရုတ်ပြတ်သွားတာရှိသလိုနည်းနည်းပော့သွားရင်လည်းတိတ်မမလာတာမျိုးတွေနေရာမျိုးတွေရှိရပါဘူးအဲ့တော့ဟိုကိုယ့်မျိုးလုံးနဲ့ကိုယ့်ရဲ့အမြင်နဲ့ပေါ့နော်တဘာဝကြကြလေးပေါ့အဲဖုံတက်တဲ့နေရာမျိုးလေးတွေလည်းဖုံတက်မယ်နည်းနည်းမဲတဲ့နေရာလေးတွေမဲမယ်ဟိုဟာပျောင်ရှင်းတဲ့နေရာလေးတွေလည်းပျောင်ရှင်းမယ်ပေါ့အဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးအမြင်လေးနဲ့နည်းနည်းလေးကစားရင်တော့ပို့ပြီးတော့ကိုဖန်တီးတဲ့ဒိုင်ယိုဂရမ်မှာ ပိုတဘာဝကြာပြီးတော့ပိုကြွလာတာပေါ့နော်ဟုတ် ှိရလားရှိရဆိုတော့ကျွန်တော်မပြီးသေးတဲ့ဟာပေါ့အာကျွန်တော်ကျွန်တော်ဒီရလေးတစ်ခုရှိတယ်နာမည်ကတော့ကျူးအဲကျူးကျော်ပေါ့ကျူးကျော်တဲပုံစံလေးပေါ့ဒါပေမဲ့မပြီးသေးဘူးကျွန်တော်ဒီကောင်လုံနေတာတော်တော်ကြပြီဟိုကကျွန်တော်အများသောအားဖြင့်ဖန်တီးတာကိုစိတ်ပါတဲ့အချိန်ပေါ့နော်ကိုအဲဒီရရနေတဲ့အချိန်ပြီးတော့အရန်စိတ်ပါနေတဲ့အချိန်မျိုးတွေမှာပဲရွေးပြီးတော့အာဖန်တီးပြစ်တာဆိုတော့ဟို ချို့ဟာမျိုးကြာကြာတယ်ဗျချို့ area ရပြီးတော့နည်းနည်းမလုံးချင်တော့လိုချက်လိုက်တဲ့ဟာမျိုးတွေပေါ့နော်ဒါမျိုးတွေပေါ့ဟိုဒါလေးကတော့ကျွန်တော်အာနောက်တစ်ရက်နှစ်ရက်လောက်နေတော့ကျွန်တော်ဆက်ပြီးတော့ဒါလုတ်ဖြစ်မယ်လို့ထင်တယ်ဗျဒါရလေးပေါ့ဒါလုတ်တဲ့စာလေးအဲထက်ရထက်ကြရရှိတယ်ဗျဒီမှာအပင်တွေပေါ့အပင်တွေထက်ရမယ်ပင်ကျွန်တော်ဒီမှာဟိုခြုံပုတ်တွေပေါ့ခြုံပုတ်တွေထည့်ခြင်းတယ်ပင်ဒီခြံစည်းရိုးလေးတစ်ခုနှစ်ခုလောက်ထည့်ခြင်းတယ်ပင်ဒီတဲအောက်မှာဟိုရှုံပွက်အိုင်ပေါ့ရှုံမအံပုံစံမျိုးလေးတွေကျွန်တော်နည်းနည်း ဟိုထထည့်နေတာလေးရှိရပေါ့တခြားအပင်လေးတွေပါလေးပေါ့တော်တော်များများတော့ဒီထဲမှာကျွန်တော်ဝေဘေးစစလေးဖြစ်အောင်လို့ထည့်မျိုးလို့စဉ်းစားထားတယ်ဒါလုပ်တဲ့ဆားပါเนาะဟုတ်ဟုတ်ကဲ့ကိုဒီအမိုက်ပုံလေးကိုလုတ်ထားတယ်ကျွန်တော်တွေ့ခွေးရပါတော့ဒီအမိုက်ပုံလေးတော့ဆိုရင်တော့ဒါကိုအမိုက်တော့သွားပြည့်နေမြင်နေနေအစိတ်ကူးလေးရတယ်ပေါ့ဒီကျူးကျော်တဲ့စိတ်ကူးလေးရောဘယ်ရတယ်ဘယ်လိုစားရလဲပေါ့ဟုတ်ကျူးကျော်တဲ့စိတ်ကူးကတော့ကျွန်တော်အမှန်တမ်းပြောရရင်တော့စိတ်ကူးကတော့ရှိနေတာကြာပြီပေါ့နော်ရှိနေတာကြာပြီဆိုတော့ဟိုအဓိကကဘာလဲဆိုတော့ဟိုကို မြန်မာနိုင်ငံမှာအာအများသောအားဖြင့်မြင်တွေ့နေကြအမြင်ကွင်းလေးတခုဒါမှမဟုတ်ဟိုကိုကိုကိုအစိတ်ဝင်စားတဲ့ကိုဖန်တီးခြင်းနဲ့အရာလေးတခုပေါ့နော်အဲ့လိုမစိတ်ဝင်စားတဲ့အရာလေးတခုကိုဖန်တီးခြင်းနဲ့စိတ်ကတော့ကျွန်တော်ရှိသေးတယ်ဒီမြန်မာဆိုင်ပေါ့နော်အဲ့အကြောင်းဒီအရာလေးကိုကျွန်တော်ဟိုဖန်တီးဖြစ်တာပေါ့အဲပထမအမိုက်ပုံလုံးကလည်းအဲ့လိုပဲအမိုက်ပုံကလူတိုင်းသိတယ်မြန်မာနိုင်ငံမှာနေရာတိုင်းမှာရှိတဲ့အတွက်ကျွန်တော်အဲ့လိုမျိုးအများသိတဲ့နေရာလေးတခုပုံစံမျိုးနဲ့ ကျွန်တော်ဖန်တီးဖြစ်တာပေါ့ဒီကျူးကျော်တဲလေးဆိုတာလဲဟိုလူတိုင်းသိပါတယ်ဟိုဟိုမြင်တွေ့နေရပါဘောเนาะအဲ့လိုအဲ့လိုမျိုးလေးပေါ့ပြီးတော့သူတို့ဘဝသူတို့နေထိုင်မှုပုံစံလေးတွေလည်းရှိတယ်လေအပြင်မှာအဲ့လိုမျိုးကြောင့်အမှတ်တရအနေနဲ့ပေါ့အဲ့လိုမျိုးလေးကျွန်တော်တို့ခုဖန်တီးပြန်ရဲဆိုပြီးတော့ထားလာတာအခုမှဒါကျွန်တော်ဖန်တီးဖြစ်တာပြီးတော့မပြီးသေးဘူးကြာဟုတ်ဟုတ်အော်ဒီအရလေးဆိုရင်ဒါကျွန်တော်ဟိုးတလောက hobby channel မြန်မာ page ကနေပြီးတော့ဒါကျွန်တော်ဖော်ပြလို့ရပြအဲဒီအရအဲ့တုန်းကကျတော့ဒီကျွန်တော်ဖုန်းအနောက်က ဒီဆိုင်ကယ်ရဲ့အနောက်ကဖုံလုံးလေးမပါသေးဘူးဗျမပါသေးဘဲနဲ့ဒီတိုင်းပေါ့နော်ကျွန်တော်လှုပ်ထားတာဒီအဓိကတရားလေးလှုပ်ဖြစ်တာကျတော့ဒီပုံမှန်ပွားတဲ့ဒီဆိုင်ကယ်လေးနှစ်စီးပေါ့နော်ဆိုင်ကယ်လေးနှစ်စီးကိုကျွန်တော်အကိုတယောက်စီကလက်ဆောင်ရတာဗျအဲ့ဒါနဲ့အဲ့ဒါလေးအတွက်ဒီတိုင်းလည်းမသိနေချင်တာနဲ့သူ့အတွက်ဒိုင်ယိုရာမလေးနဲ့အဲတွဲတိမ်တွဲတပြီးတိမ်ပြီးစုမယ်ဆိုပြီးတော့ကျွန်တော်လှုပ်ဖြစ်သွားတာပေါ့နော်အဲအဲဒီတော့အေဟော်ဘီချန်နယ်မြန်မာမှာပထမတစ်ခေါက်တင်ထားတော့မှကြတော့ဒီဖုံလုံးလေးမပါဘူးဗျ အခုကြမှာရောနောက်ကြမှာအဖုံလုံးလေးရောလုံးလိုက်ပါအောင်မယ်ဆိုပြီးတော့ဒါဆက်ပြီးတော့နောက်ထပ်ဒါပြင်ဆင်မှုပေါ့နော်အဲထပ်ဖြည့်ရတာပေါ့ဖုံလုံးလေးနဲ့ပို့ပို့တဘာဝကြာပါအောင်ပေါ့အဲ့လိုမျိုးလေးကျွန်တော်ဖုံလုံးလေးထပ်ထပ်ဖြည့်ထားတဲ့အားလေးပေါ့ဟုတ်ကျွန်တော်ဝါသနာပါတယ်ပေါ့အဲကျွန်တော်ဒါလေးကအကူပန်နဲ့လှုပ်ထားတာလဲဟိုဘယ်လိုမျိုးလှုပ်ထားတာလဲဘာတွေသုံးပြီးလှုပ်ထားတာလဲအဲ့လိုမျိုးဟိုလာလာမေးရတူရတော့အများကြီးပါဗျာဟိုကျွန်တော်ပြန်ဖြည့်ပေးပြပါတယ်ဟိုဟိုကိုတိတိတော့တက်တော့ပေါ့နော်တက်နိုင်တော့အကုန်လုံးကျွန်တော်ဆရာကြားမှချန်ပဲနဲ့ပြောပြပေးပြတယ် ဟိုကျွန်တော်တည်သည်မအကုန်ပေါ့နော်တည်သည်မအကုန်ဆိုတဲ့နေရာမှာကျွန်တော်ကလည်းဟိုအခုချိန်ဒီပေါ့နော်ဟိုလေ့လာတော့အဲစူးစမ်းပြီးတော့တင်ယူပြီးတော့လေ့လာပြီးတော့ဆက်လက်ဖန်တီးနေစေပေါ့နော်ဖန်တီးနေတဲ့လူတယောက်အနေနဲ့ကျွန်တော်တည်ထားသည်မအကိုဟိုရှိုးရှိုးထားခြင်းမရှိပဲပေါ့နော်ဟိုအကုန်လုံးကျွန်တော်ဟိုပြန်လေပြောပြရတယ်ပေါ့နော်အာဘယ်ကုန်ញံကတော့ဘယ်ညမှာတုံးရမယ်အဲဘယ်စီးတွေတော့ကျွန်တော်တော့ကျွန်တော်ကျွန်တော်အဓိကကျွန်တော်တုံးနေရဲ့ဟိုကျွန်တော်ဖန်တီးနေတဲ့ပုံစံပေါ့ပုံစံအတိုင်းပေါ့တော့ကျွန်တော်အကုန်လုံးကျွန်တော်ပြောပြပေးပြတယ်ဗျဟုတ် ဒိုင်ရမကြည့်တူတဲ့အနေနဲ့ဆိုတာဒိုင်ရမဖန်တီးတဲ့လူတွေရောနော်ဝါသနာရှင်ပညာရှင်ပေါ့နော်ဟိုတွဲပြီးတော့ပေါ့ကျွန်တော်လုံးမဲ့အစီအစဉ်လေးကြီးရှိတယ်ဗျအဲ့ဒါလေးကြီးလည်းဟိုစောင့်ကြည့်စီခြင်းနဲ့ဗျဘာလဲဆိုတော့ဒီကျွန်တော်တို့ hobby ဒီမြန်မာနိုင်ငံမှာပေါ့နော်မြန်မာနိုင်ငံမှာရှိနေတဲ့ဒီဟိုဒိုင်ရမဝါသနာရှင်ပြီးတော့ဒီအာဖန်တီးဖန်တီးသူတွေပေါ့အဲ့ဒါတွေလူတွေအကုန်လုံးဟို တစိုးတစည်းတဲ့ဖြစ်သွားဖြစ်သွားစီခြင်းနဲ့ဟိုဟာပေါ့အနေနဲ့ကျွန်တော်တို့တွေ့ဆုံပွဲပုံစံမျိုးလေးပြီးတော့ အဲ show ပဲပုံစံမျိုးလေးတွေအဲလုပ်ဖို့လည်းအစီအစဉ်ရှိပါတယ်ဗျအဲ့အတွက်ကြာတော့ဟိုပါပေါ့ဒီ hobby channel မြန်မာနဲ့ပဲပူးပေါင်းပြီးတော့ပဲကျွန်တော်တို့လုပ်မှာပါဗျအဲ့လိုအစီအစဉ်လေးရှိပါတယ်ဗျအဲအဲ့ဒီဟာကြာလို့ရှိရင်တော့ဒီ diorama ကိုဟိုချစ်မြတ်နိုးတဲ့သူတွေရောစိတ်ဝင်စားတဲ့လူတွေရောဒီဝါသနာရှင်ပညာရှင်တွေရောပေါ့တစုတစည်းတဲ့ဖြစ်သွားမယ်အဲအဲ့လိုမျိုးလေးရည်ရွယ်ပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးစီစဉ်တာလေးတွေတော့ရှိပါတယ်ဗျအဲ့ဒါလေးတွေကိုလည်းဟိုစောင့်ကြည့်စီစဉ်ပါတယ်ဗျဟုတ် အဲဝါသနာအနေနဲ့ဆိုရင်တော့လူတိုင်းမှာတော့ဝါသနာကိုယ်စီရှိကြမှာပဲလေဟိုနန်းနန်းများပေါ့ဟိုတချို့ကြတော့ပကြီဆွဲတာဝါသနာပါတယ်တချို့ကြတော့ဟိုတချင်းဆိုရတာဝါသနာပါတယ်ပေါ့နော်အဲ့လိုပဲဟိုကျွန်တော်ဝါသနာကတော့ဒီဒိုင်ရမ်မပုံစံငယ်လေးကိုဖန်တီးရတာပေါ့အဲအဲ့ဒါကိုကျွန်တော်ဝါသနာပါတယ်ဟိုဒီတော့ကျွန်တော်အားရင်အားသလိုအားတဲ့အချိန်လေးမှာအလောကပြန်လာတဲ့အားတဲ့အချိန်လေးမှာကျွန်တော်ဒိုင်ရမ်မလေးတွေကျွန်တော်ဖန်တီးပြစ်တယ်ဟိုဒီတော့ဟိုကိုဘာဘာဝါသနာပါပါပေါ့နော်ဟိုကိုဝါသနာပါတာလေးကိုအားတဲ့အချိန်မှာကိုလုံမယ်ဆိုရင်တော့ တေးကြတဲ့ဝါသနာရတကယ်ပါလို့ရှိရင်တော့အဲ့အချိန်လေးကိုဖန်လေးနေတဲ့အချိန်လေးမှာတော့ဟိုစိတ်ပျော်ရွှင်မှုတော့ရမှာပဲလေအနည်းငယ်များတော့နော်ဟိုဒီတော့လူတိုင်းကဟိုဟိုအလုပ်ထမ်းမှာဟိုစိတ်ဖိစီးမှုတွေရှိမယ်အဲလူမှုရေးစီးပွားရေးပေါ့နော်ဟိုအစုံမဲ့လူလူမျိုးတစ်ခုခုတနည်းရရမှာတော့အဲစိတ်အနှောက်အယှက်ဖြစ်လာတာမျိုးတွေစိတ်အခက်မတင်ဖြစ်လာတာမျိုးတွေနဲ့အဲအေယုံပြန်လာမယ်ဆိုလို့ရှိရင်ဟိုအဲ့လိုမျိုးစိတ်ကြီးနဲ့အာကိုမိသားစုတွေနဲ့ဟိုနေနေမယ်ဆိုရင်အဲ့လိုအဆင်မပြေရဘူးပေါ့နော်ဟိုစိတ် ထပ်ပြီးတော့အဆင်မပြေကြပါဘူးကြုံလာမယ်ပေါ့အဲ့ချိန်မှသာကိုယ်အိမ်မှာပဲကိုယ်ဝါသနာပါတဲ့ဟာလေးကိုသာအဲ့ချိန်မှသာဟိုလှုပ်လိုက်မယ်ဆိုရင်အ ਨੇ ဆုံးတော့ကျွန်တော်အနေနဲ့ပေါ့နော်အဲ့ဒီဆောင်းနာစိတ်လေးပြင်ရပါလာတဲ့အဲစိတ်ဖိစီးမှုလေးတွေတော်တော်များများတော့ပြေလျော့သွားတယ်လို့ဟိုကျွန်တော်နေတော့ခံစားရတယ်ပေါ့နော်ဟိုအဲ့တော့ဟိုဘာပဲဝါသနာပါပါပေါ့အတက်နိုင်ဆုံးကိုကိုဝါသနာပါတာလို့အားတဲ့အချိန်မှာလုပ်မယ်ဆိုရင်ကိုကိုကြောင့်ကိုကိုကြောင့်ကိုကိုတိုင်းပဲဟိုစိတ်ပျော်ရွှင်ရတာမျိုး အဲစိတ်ဖိစီးမှုတွေရောကြတာမျိုးတွေတော့အဲ့လားအ ਨੇ ဆုံးတော့အဲ့လားမျိုးတွေတော့ပြေရောက်မှာပေါ့နော်အဲ့လိုအဲ့လိုမျိုးလေးတွေရောဟိုရှိတယ်ပေါ့အဲ့ဒီနေရာမှာတခါထပ်ပြီးတော့ကိုယ်ဝါသနာပါတာနဲ့တခါကိုယ့်ရဲ့အဲစီးပွားရေးပေါ့ထပ်တူတာကြာသွားမှာဆိုရင်တော့ဒါအောင်မြင်မှုလည်းရမယ်ဟိုချမ်းသာမှုလည်းရမယ်ပေါ့နော်အဲ့လိုမျိုးဒီနိုင်ငံခြားအဲ့မှာဆိုလို့ရှိရင်လည်းဟိုအဲ့လိုမျိုးတွေဟိုများသောအပြည့်ရှိရပါတော့ကိုဝါဒနာလောက်ခံနိုင်ရကြတာပေါ့နော်ကိုဝါဒနာပါတာနဲ့အဲကိုရဲ့လုပ်ငန်းနဲ့ထပ်တူကြွားရတဲ့ ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေပေါ့ဟိုဒီကိုဒီဘက်မှာလည်းရှိပါတယ်ကိုယ်နိုင်ငံမှာလည်းပဲအဲ့လိုမျိုးထပ်တူကြွားရအောင်အကောင်းဆုံးပေါ့ဟိုဒါမှမဟုတ်ဟိုဒီကတော့တစ်ဖက်မှာလည်းစီးပွားရေးရဲ့လုံနေသေးရတာဟုတ်ဒီတော့အဲ့လိုအဲ့လိုလည်းလုံနေရင်းနဲ့ပေါ့ကိုယ်ဝါသနာပါတာလေးတွေကိုအိမ်မှာဟိုဟိုတော့ရှောက်လုတ်ဖြစ်နေမှာဆိုတော့တချင်ချင်းရရင်တော့လေဒါကိုအောင်မြင်မှုနောက်ကိုဒါပါလာမှာပဲပေါ့နော်ဒီဝါသနာနဲ့ပေါ့ဝါသနာအရင်ခံပြီးတော့ဟိုတော့ရှောက်ကိုလုတ်လာမယ်ဆိုရင်တော့တနေ့တချင်ချင်းရရင်တော့ဒါကိုအောင်မြင်မှုပန်းနိုင်အောင်လို့ဟိုရကြမှာ